ဖခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်ဒီနေ့မျှော်လင့်တော်အရာကိုမျက်မှောက်ပြုခြင်း episode 5ပေါ့နော်နံပါတ်5လေးကိုကျွန်တော်ဆက်ပြီးတော့မှတို့တို့ကဆင်ခြင်မှုအတွက်ဖြစ်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်တို့ဒီအာရှမွေလာနဲ့ဒါဝိရဲ့အသက်တာတွေကကျွန်တော်သင်ခန်းစာယူပြီးရပြီးတော့မှကျွန်တော်တို့လိုက်နာသင်ယူစရာပေါ့နော်ဒါလေးတွေကိုအာကျွန်တော်အသက်တာနဲ့ ပြန်ပြီးတော့ချိန်ထိုးပြီးတော့မှသင်ခန်းစာယူဖို့အကြောင်းဖြစ်ပါတယ်။သောရှောလူဘုရားသခင်ကနားမထောင်တဲ့အခါမှာဘုရားကအာရှမူလအဖြစ်ဒါရှောလူပယ်လိုက်ပြီဆိုတော့ပြောတဲ့အခါမှာရှမူလအရင်စိတ်မကောင်းဖြစ်ရတယ်။နောက်သူကိုယ်တိုင်ဒါစီလောင်းပြီးဘိသိက်ပြီးခဲ့တဲ့သူဖြစ်တာ။ဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာဆိုတော့ဘုရားကပြောတယ်။ခန်းငယ်ခန်းကြီး16ပေါ့ငယ်1မှာ တပန်ထရဘုရားကရှောလူကိုဣတိလရှင်ပြန်အရာမှာငါပေသောကြောင့်တင်းသည်အဘေမြတ်ကာလပတ်လုံးစိတ်မေတ္တာညှိတွားလျက်နေလိမ့်မည်နီတင်းစီဘူးကိုစီနစ်ပြည့်စီလို့ဘဲလင်မြို့သားရေရှဲရှိရသူငါစီလွတ်မည်သူဣတာတို့တွင်ငါအဖို့ရှင်ပြန်တပါးကိုငါပြင်ဆင်ပြီဟုရှမွေလာမိန်တော်မူ၏ อืมสอเอ๊ะบาโลเอล่าစိတ်ညစ်နေရလဲအမစိတ်ညစ်နေနဲ့စီဘူးမှာစီဖြည့်ပြီးဘဲလင်မြို့ကိုသွားအဲ့ဒီမှာရီရှဲရဲ့ตาတွေတဲ့ကငါအတွက်ရှင်ပြန်တပါးကိုငါပြင်ဆင်ထားတယ်တဘောကအဲ့ဒီခေတုံးကဒီ prophet ကစီလိမ်မီခေါင်းကိုစီလိမ်ဘိတ်သိပ်ပြီးတာ ါဒါရှင်ပြင်ခန့်တာပဲဆိုတော့ဒါမျိုးသွားပြီးတော့မှလုတ်ပါလို့ပြောတော့ကြောက်သွားတယ်အမဟုတ်ဘူးရှုပ်လူကြိုင်းကျွန်တော်တက်လိုက်မယ်လေဆိုတော့ရတယ်အဲမှာရစ်ပူစော်ဖို့သွားတယ်လို့ပြောပြီးတော့မှအဖက်လေးမျိုးကိုသွားတယ်ဥမာရောက်တော့အရှင်မလောက်တွေ့တာနဲ့ကြောက်ကြတာပေါ့ငါဘာတွေ့လာတာလဲကျွန်တော်မျိုးဆိုတော့ဟိုတစ်ခုခုများချင်းချင်းအတွက်များလာလား တန်ခတ်ဖို့အတွက်ပဲလာလာချမ်းသာပြီးမူလာလာဆိုမဟုတ်ဘူးချမ်းသာပြီးမူလာတာပါဆိုပြီးတော့မပြောကဲမင်းတို့လည်းဒီရစ်ပူစော်မဲ့ပွဲမှာဆိုမင်းတို့လည်းလာကြအမျိုးရဲ့လူကြီးတွေခေါ်တယ်ခေါ်ပြီးတော့မှရေရှဲသားတွေကိုလည်းကဲမင်းတို့စုဝေးစီကြလို့ပြောတယ်ဆိုစုဝေးစီကြလို့ပြောတဲ့အခါမှာဆိုဖယားကရှမွေလာကိုငါအတွေ့ရေရှဲသားတွေကရှင်ပြန်တပါးကို ငါခန့်ထားပြီလို့ပြောတာဖခင်သူ့အတွက်နော်အဲ့ဒါရှင်မွေလာကသွားပြီးတော့မှစီလင်းပြီးဖိတ်သိပ်ပေးရမှာဒါပေမဲ့ဘယ်တယောက်လဲဆိုတော့ဖခင်ကမပြောပြမပြောပြသေးဘူးအဲ့ဒီရောက်မှာဖခင်ကပြောပြမှာဒီလိုသဘောမျိုးတွေ့တယ်ဒါပေမဲ့အဲ့သူသားတွေရေရှဲသားတွေစုလိုက်တဲ့အချိန်မှာရှင်မူလာလောက်တဲ့လောက်ရက်လေးကဘလို့ဖြစ်သွားလဲဆိုတော့အငယ်6မှာ သူတို့သည်ရောက်လာသောအခါအိလျာဘကိုကြိရှု၍စင်စစ်ထာရဖျားအခွင့်နှင့်ဘိတ်သိက်ခံရသောသူသည်ငါရှိမှရှိ၏ဟုဆိုလေသောထာရဖျားကသူ၏မျက်နှာသူ၏အရက်ကိုမကြည့်မရှုနှင့်သူ့ကိုငါပေပြီထာရဖျားသည်လူမြင်တကယ်သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတံတန်ကိုကြိရှုတတ်၏ထာရဖျားမူကနှလုံးကိုကြိရှုတတ်သည်ဟုရှမွေလအား မိန်တော်မူ၏အဒီချက်ကကျွန်တော်တို့တည်တည်ကြကြသင်ခန်းစာယူရမယ့်အရာဖြစ်တယ်ဆိုတာတွေ့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ရှင်မွေလဆီကိုပြောတယ်ဖခင်ရဲ့နှုတ်ကပတ်တော်ဆိုတော့ဖခင်ရဲ့နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်မလို့ဖခင်အတွက်ကိုသွားပြီးတော့မှရှင်ပြင်းကိုရွေးချယ်ခန့်ရမှာ။ဆိုတော့အဲ့ဒါကဖခင်အတွက်ပဲ။ဒါကြောင့်နှုတ်ကပတ်တော်လို့ပြောလိုက်တိုင်းမှာဒါက ကျွန်တော်တို့လူတွေစီကိုတက်ရောက်လာတယ်လူတွေကိုပြောတယ်ဆိုလို့ရှိရင်တခါကျအဲ့နှုတ်ကပတ်တော်ကကိုယ့်အတွက်ကိုပြင်ဆင်ထားတဲ့အရာဖြစ်ပေမဲ့တေးကြတယ်နှုတ်ကပတ်တော်ဒီဖရာရဲ့အရာဖြစ်တဲ့အတွက်ဖရာဘုံထင်ကိုထင်ရှားရမယ်အဲ့ဒါမှဘယ်ရင်နှုတ်ကပတ်တော်ဟိုတခါလေကျွန်တော်ဖရာကသူ့ဘုံအတွက်ကြီးပဲလောက်တာလားဆိုမှန်နေဗျဒါသူ့ဘုံအတွက်ပဲလောက်တယ်ဖရာကကျွန်တော်တို့သူ့ရဲ့အသွေးအသက်နဲ့ရွေးဝေထားတဲ့ဖရာလေဆိုတော့ လောကမှာသူရဲ့နှုတ်ကပတ်တော်ပြည့်စုံဖို့ဆိုတာတကယ်တော့သူ့ဘုံထင်ရှားဖို့အတွက်ပဲဆိုတော့အတ္တကြီးလာဆိုကြီးရလို့ပြောလို့လည်းရတယ်ဒါကြောင့်ဖေဟာသူ့ရဲ့နာမကဘာလဲလို့ပြောတဲ့အခါမှာငါဖြစ်တည်တိုင်းငါဖြစ်တယ်လို့ဖေဟာပြောတာဒါဖေဟာသူ့ဘုံထင်ရှားဖို့အတွက်ပဲသူခန့်လာတာအဲ့ဒါကိုရှမွေလာသွားပြီးတော့မှသူ့မျက်လုံးထဲမှာမြင်နေရသူ့စိတ်ထဲမှာထင်နေရဟာအီလီယာဘာကြည့်ပြီးမှရက်မောင်းနေ ီးတော့မှသူ့ရဲ့ခန့်ညားမှုနဲ့သူ့ရဲ့ body နဲ့ဆိုတော့ဒါဟိတ်ဟန်ကောင်းတဲ့အခါမှာအဒါပဲဆိုပြီးတော့မှသူရွေးချယ်မှုတွေပြင်ဆင်နေဆိုတော့တွေ့ရဖခင်ရဲ့နှုတ်ကပတ်တော်ကိုရှမွေလာကညှော်လင့်နေမျက်မှောက်ပြုတ်ပါတယ်ဒါပေမဲ့ညှော်လင့်မျက်မှောက်ပြုတ်တဲ့အရာကသူ့ရဲ့အမြင်သူ့ရဲ့စိတ်ထင်နဲ့သွားရဲဆိုတော့တွေ့ရတယ်အဲအဲ့ဒါအရင်တတိထားကျွန်တော်တို့အသက်တာထဲမှာလေအဲ့ဒီလိုဖြစ်တတ်တယ် ်ဖခင်ကကျွန်တော်တို့ကိုပြင်ဆင်ပေးပြီလို့နှုတ်ကပတ်တော်အပြင်ပြောတယ်ဖခင်ကမင်းကိုငါမဆမယ်လို့ပြောတဲ့အခါမှာတခါလေးကျလို့ရှင်ကျွန်တော်တို့တွေးထင်လိုက်တဲ့အရာကျွန်တော်တို့ကမြင်ရတဲ့အရာပေါ်မှာပဲအာအခြေပြုပြီးတော့မှလှုပ်ဆောင်တတ်တယ်ဒါပေမဲ့အဲ့ဒါမှားတယ်နှုတ်ကပတ်တော်ကဒီမှာသင်ငန်းစာယူရကြအောင်တွေ့ရတော့ဒါဟိုကျွန်တော်အရှိတုန်းကလည်းဒါဆာရာနဲ့ပတ်သက်ပြီးတော့မှဒါပြောခဲ့ပြီးပြီဒါအရန်သတိထားရမယ့်အရာမျိုးဖြစ်တယ်ဆိုတော့တွေ့ရတယ် ဒါကြောင့်ဖះစကားကကျွန်တော်တို့စီကိုပြောပြီး okay အဲ့ဖះစကားကကျွန်တော်စီရောက်လာပြီဆိုလို့ရှိရင်အဲ့ဒီနှုတ်ကပတ်တော်ဖះရဲ့စကားဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်သေချာတော့အာကိုယ်ကိုယ်ပြပြမသိသေးဘူးဆိုလို့ရှိရင်မလုပ်ရမှာလဲဆိုဖះကိုမေးရမယ်တကယ်တော့ရှမွေလာဒီရှေ့အသားကိုတွေ့တာနဲ့သူတန်းပြီးတော့မှစီလောင်းဘိတ်သိပ်ပြီးတော့မလို့ဒါအီလီယာဘာဆိုအကြီးဆုံးတယောက်ပြီးတော့မလို့ဖခင်ကလှန်တားရတယ်မဟုတ်ဘူ မလုံနဲ့哦သူ့ငါမရွေးဘူးမင်းသူ့ရဲ့ရက်သူ့ရဲ့ကိုလုံးကိုပေါ့သူ့ရဲ့မျက်နှာကိုမင်းကြည့်ပြီးတော့မှမင်းကခန့်တယ်ဟုတ်ဘူးငါအဲ့လိုမျိုးမရွေးဘူးဖခင်လူထင်တဲ့အတိုင်းလူမြင်တဲ့အတိုင်းမဟုတ်ဘူးဖခင်ရွေးချယ်တာတသက်ရှိဖခင်စိတ်နှလုံးကြည့်တယ်ဖခင်ဖြစ်တယ်ဆိုတော့ဒီမှာတွေ့ရတယ်ဆိုတော့ဒါဆိုရှင်မွေးလောက်ဆိုတော့တကယ်တော့တပါးကြီးပါတကယ်ပဲအာ ဒီဖះရနဲ့သွားလာခဲ့တဲ့အလိလာအများကြီးရှိခဲ့ဘူးတယ်ဒါတောင်မှ तू ကလွတ်ထွက်သွားတာဆိုတော့တွေ့ရတယ်အော်ကျွန်တော်တို့အသက်တာထဲမှာအရင်ရေးကြည့်ပါတယ်ဖះရရဲ့နှုတ်ကပတ်တော်ကဒါကသဘောတရားတစ်ခုလောက်ကိုသိပြီဆိုလို့ရှိရင်ပို့ပြီးတော့မှ detail သိဖို့အတွက်တိတိကျကျသိဖို့အတွက်ကျွန်တော်တရားလေ့လာဖို့လိုပါတယ်အဲ့လိုမသိတဲ့အတွက်ကြောင့်မလို့ဒီနေ့မှားရင်တော့ဩဝါဒနောက်ကိုအဖြူဖြူအလေးလေးနဲ့လိုက်သွားပြီးတော့မှသက်သိမ်းသောဩဝါဒလေးတိုက်တဲ့အခါမှာ ပါသွားတဲ့သူငယ်လူအသက်တာမျိုးတွေအများကြီးကျွန်တော်တွေ့ရပါတယ်အဲ့ဒါရန်သတိထားရကြောင်းဖြစ်ပါတယ်လို့ဆိုတော့နောက်တော့ဒီရွေးစရာလူကုံသွားတော့မှအမကျန်တော့ဘူးလားဆိုအမဟုတ်ဘူးသူကြောင်းနေတယ်အာကျွန်တော်တာငေဆုံးတယောက်တော့ရှိသေးတယ်ဒါဝိလို့ခေါ်တယ်အဲ့ဒါသူတို့စဉ်းလာမစဉ်းစားတာဘူးမစဉ်းစားထားတဲ့လူကမစဉ်းစားထားတဲ့အတွက်ကြောင့်မလို့သူ့မခေါ်တာတော့ခေါ်လိုက် အဲ့ဒါတော့ခေါ်လိုက်ဆိုတော့မှဒါဝိလီရောက်လာတဲ့အခါကျတော့မှသူပဲဆိုပြီးတော့မှပြောတဲ့အခါမှာဆိုငွေ7နှစ်လောက်ကနေစပတ်တယ်ခင်း16ငွေ7မှာစင်လူရဲ့သူ့ကိုခေါ်ခဲ့သူဒီနီသောစပင်ရှိလှသောအစင်းနှင့်ချစ်ဖွေသောမျက်နှာလည်းရှိထာဝရဖျားကဤသူပီဒီထောက်၍ဘိသိက်ပြီးလို့ဟုမိန့်တော်မူရှင်မွေလကရှင်မွေလသည်လေစီဘူးကိုယူ၍ သူ၏အကူစုထဲမှသူ့ကိုဖိတ်သိပ်ပေးလေထိုနေ့မှစ၍ထာဝရဘုရား၏ဝိညာဉ်တော်သည်ဒါဝိဒ်အပေါ်မှာတက်ရောက်လေရှမုလသည်ထား၍ယာမမြို့သို့ပြန်သွားလေတဖခင်ကတိတိကျကျပြန်ပြောတယ်အဲ့ဒီခြေတိတ်လေးလို့လာလဲလာရောခလေးလေးလူခလေးတော့မဟုတ်ပါဘူးလူငယ်လေးပေါ့လူတွေမထင်မှတ်ထားတဲ့ဥစ္စာတွေ့တော့မှမဟုတ်ဘူးမဟုတ်ဘူးသူပဲဘုရားအတိအကျပြောတယ်ဆိုတော့ကျွန်တော်အသက်တာထဲမှာလည်းအဲ့ဒါသတိထားပါ ျွန်တော်တို့မသိသေးတဲ့အရာဆိုကျွန်တော်တို့မသေးကြဘူးဆိုလို့ရှိရင်မလုပ်ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဖျားပြောတဲ့စကားကျွန်တော်မျှော်လင့်မယ်မျက်မှောက်ပြုမယ်မှန်တယ်ဒါပေမဲ့ကျွန်တော်တို့စိတ်အထင်နဲ့ကျွန်တော်တို့အမြင်နဲ့ကျွန်တော်တို့အဲ့ဒါကိုတေချာတိတိကျကျလေးမျှော်လင့်ပြီးမျက်မှောက်ပြုဖို့အတွက်လိုအပ်တယ်အဲ့ဒါအာကျွန်တော်တို့ဟိုအသက်တာတွေမှာသင်ယူရမယ့်အရာဖြစ်တယ်တတိချားရမယ့်အရာဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ် โอเคဒါရှင်မူလာအသက်တာတွေကကျွန်တော်တို့သင်ခန်းစာယူစရာအကြောင်းဖြစ်ပါတယ်နောက်တော့ဒါဝိတ်ပေါ့နော်ဒါဝိတ်ရဲ့အကြောင်းဒါဟိုဒါဝိတ်ကဒါစီနဲ့ဘိတ်သိပ်ပြီးလိုက်ပြီဆိုကြရသူကရှင်မင်းဖြစ်သွားပြီเนาะဒါရှင်မင်းဖြစ်သွားပြီဆိုတော့ဒါဝိတ်ကလူငယ်လေးဆိုမသိဘူးလားဆိုတော့သိတာပေါ့ဒါသူစက်ခွန်လောက်ပဲရှိဦးမယ်သူအသက်ကခန့်ငယ်ငယ်ပဲရှိတော့စက်ခွန်16လောက်ပဲရှိမှာမဟုတ်လဲ20ကျော်ဖြစ်ကောင်းလည်းဖြစ်မှာပေါ့လေဆိုတော့ ဒီအရွယ်လေးမှာအသူ့ကောင်းကိုစီလောင်းပေးသိပြီးတော့ तू ကဘာမှမသိတဲ့တငယ်နဲ့စားလို့တော့သွားမထင်နဲ့ तू ကောင်းကောင်းသိရဲ့ငါ့ကိုဒီစီလောင်းပေးသိပေးရခြင်းဒီငါဒီဣတီလရှင်ဘင်းဖြစ်ဖို့အတွက်ဒါငါ့ကိုကြူပြီးတော့မှခွဲခဲမှတ်သားလာတာဖြစ်တယ်ဆိုတော့ तू ကောင်းကောင်းသိတယ်ဆိုတာကိုဒါ तू ကျွန်တော်နားလေရတယ်ဆိုတော့အာကျွန်တော်အားလုံးတီမီတာဆန်ဒေးစကူးဘွားကတည်းကအာတိကြရတဲ့ ောလီယက်နဲ့ဒါဝိဒ်ထဲရအသက်တာကိုကျွန်တော်ပြန်ပြီးတော့မိမောင်းထိုးခြင်းတယ်ဆိုတော့ဒီစီလောင်းပိသိက်ပြီးလိုက်တဲ့အချိန်ကနေစပြီးတော့မှဒါဝိဒ်ကနန်းတော်တွေကိုဝင်ခွင့်ရတယ်စောင်းတီးတယ်ခရစ်စံဝါရှစ်ပေါ့လုပ်တဲ့အခါမှာအာရှုံးလို့သဘောကျတယ်သဘောကျပြီးတော့သူဘေးနားမှာထားတယ်အဲ့လိုမျိုးပေါ့သူနဲ့တူနေရတဲ့အခွင့်ကိုလေပြီးလိုက်တယ်နောက်ဒီဖိလိတိလူကလာပြီးတော့မှဂေါလိယက်ကလာပြီးတော့မှအာတန်းပြီးမှလာပြီးတော့မင်းတို့ဘက်မှာတတိရှိတဲ့သူငါနဲ့တူချင်း စီရင်ထိုးမယ်ဆိုပြီးတော့ပြောတဲ့အခါမှာလာပြောတဲ့အခါမှာဘာဖြစ်ကြလဲဆိုလို့ရှိရင်ရှင်ပြန်ရှိရနော်ဒါအခန်းကြီး16ငယ်10 17မှာတွေ့ရတယ်တပန်ထိုပလိတိလူကဣတိလပူဂျီတို့ကိုယနေ့ငါကျင်းပိုက်လူချင်းတိုက်စီချင်းကလူတယောက်ကိုပေးကြလို့ဟုဆို၏ဖလိတိလူပြောသောထိုစကားကိုရှောလူနဲ့ဣတိလလူအပေါင်းတို့သည်ကြားလင် စိတ်ပြည့်၍အလွန်ကြောက်ရွံ့ကြ၏ရှောလုကရှင်ပြန်တိုင်းပြည်တစ်ခုလုံးရဲ့ဥဆောင်ခေါင်းဆောင်တရားဖျားရဲ့မိသိိတ်ပေးခြင်းကိုခံထားရပြီးသားသူတရားဒါပေမဲ့ဂေါလိယလာတဲ့အခါမှာသူကြောက်တယ်ကျန်တဲ့တိုင်းသူပြည်သားတွေနဲ့အတူတူပဲသူကြောက်နေတယ်ဆိုတာတွေ့ရတယ်ဟုတ်ဘာဖြစ်လို့လဲရှောလုတက်တာဖျားနဲ့မတည်ဘူး ဖះစကားနားမထောင်နေအတွက်ကြောင့်လို့သူလည်းကျန်တဲ့သူတွေကိုကြောက်ရွံ့နေတဲ့သူဖြစ်တယ်ဆိုတာတွေ့ရတယ်။ဆိုတော့အဲ့တော့မှသူ့ဖေ sorry ဒါဝိရဲ့ဖေကသူ့เจ้าနေနေမှာသူ့ကိုယ်လေးသွားကြည့်ဖို့အတွက်လွတ်လိုက်တဲ့အခါမှာဆိုတော့ဒါလမ်းမှာအကုန်လုံးတွေ့ပြီဒီဖြစ်ပြကျွန်တော်တို့သိတယ်သူ့ကိုယ်လေးသွားရှာရင်လည်းဂိုလျက်ကပေါ်လာတာတွေ့လေတွေ့ရောဆဲဆူပြီးတော့မှဖေရဲ့နာမကိုလေချိန်မောင်းပြီးတော့မှ ထွက်လာတဲ့ကောင်သူအင်းစိတ်ဆိုးတယ်ကြည့်ပြီးတော့မှဟာဒါတော့တရားမမတိုက်ကြဘူးလားဟာကျန်တဲ့သူကထွက်ပြေးယုံရင်းဆန်ကဖြစ်တဲ့အခါမှာဟာတိုက်ရဲဦးဒီလူကြီးကဒီလူပဲငါတို့လာလာပြီးတော့ချင်းချောင်းနေသူပေါ်လာပြီးငါတို့ထွက်ပြေးပြီဆိုပြီးတော့မှပြောတယ်သူ့နိုင်တဲ့သူကအရှင်ပြန်သူ့သမီးနဲ့ပေးစားမယ်လို့ပြောတယ်လက်ဆောင်ပန်းတာတွေလည်းပေးမယ်လို့ပြောတယ်ဟာအဲ့ချိန်မှာဒါဝဲကသူ့တိုက်မယ်ဆိုတဲ့စကားကိုပြောတဲ့အနေထားမျိုးရှိတယ် အဲ့ခါမှာအီလီယာဘာသူ့ကိုမနာလိုပဲနဲ့ပြောတယ်ပေါ့နော်ဆိုတော့မင်းอ่ะကွာဒါကိုဘယ်လိုလှုပ်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 ရမှာလဲငါတို့ဒီမှာစစ်သားအရင်မာကြီးတွေရှင်မင်းတော့ဘာမှထားမလုပ်တာမင်းอ่ะဘာလုပ်တာလဲဆိုပြီးမှဒါဝိကဒီစကားကိုအလကားပြောတာမဟုတ်ဘူးကျွန်တော်ခုနပြောတယ်လို့သူ့ကိုစီလောင်းပြီးဗိတ်သိက်ပေးလိုက်တာဒီသူ့ကိုရှင်ပြန်ခတ်မယ်ဆိုတာ तू သိတယ်ရှင်ပြန်ဆိုတာတိုင်းသူပြည်သားတွေရဲ့အကျိုး တိုင်းပြည်မှာဖြစ်လာတဲ့ NDA ကိုကာကွယ်ဖို့အတွက်သူ့ရဲ့တိုင်းသူပြည်သားတွေကိုစောင့်ရှောက်ဖို့အတွက်ဖះခန့်နေသူတော့သူကောင်းကောင်းနားလေတယ်။ဒါဝိတ်ဒီအချင်းမဟုတ်ဘူး။ဒါကိုကျွန်တော်နားလေထား။ तू ဘာလုပ်လဲဆိုတော့ तू တိုက်မယ်။ပြောတော့ဟာမဖြစ်ဘူးဒီကိစ္စရှင်မင်းကိုပြောမှပဲဖြစ်မယ်။ဆိုတော့ရှင်မင်းကိုသွားပြောတော့အရှင်မင်းကမရဘူးလေ။မင်းကငယ်သေးတယ်ငါသားလောက်ပဲရှိတာကြီး။အရင်နှုတ်နေတယ်။ကိုပုပ်ကွာ ဟိုနေဟိုငယ်တဲ့အချိန်တွေစိုက်ပြီးစစ်တိုက်လာတဲ့ကောင်ဖြစ်တယ်ဆိုတော့ပြောပြပြောရတဲ့အခါမှာအဲ့မှာဒါဝိတ်ပြောတဲ့စကားနော်ကျွန်တော်အရင်ခွန်အားယူစရာအကြောင်းဖြစ်တယ်ဆိုတော့ငယ်ဒါ16တိရငယ်16ငယ်34ရာနေကြည့်တဲ့အခါမှာဒါဝိတ်ကကိုရောကျွန်သည်အဘဤသူတို့ကိုထိန်းကျောင်းစဉ်ခါရှင်သည်နေဝန်သည်လာ၍သူတငယ်ကို တိုးစုတဲကကြိုက်ချီပါ၏ကျွန်တော်လိုက်ပြီးတက်တဲ့ဖြင့်တိုးတငယ်ကိုသူပါဇက်ထဲကနှုတ်ပါ၏ဝန်သည်ကျွန်ုပ်ကိုပြန်၍ကြိုက်သောအခါဝန်ဤမုတ်စိတ်ကိုကင်၍ရိုက်တတ်ပါ၏ကုရောကျွန်သည်ခြင်သည်နှင့်ဝန်နှစ်ကောင်လုံးကိုတတ်ပါ၏ရည်ပြန်းလီးခြင်းကိုမခံသောထိုဖိလိတိလူသည်အသက်ရှင်တော်မူသောဖျားသခင်ဤဘူချီတို့ကိုချိန်ပါသောကြောင့်ထိုအကောင်တကောင်ကဲ့သို့ဖြစ်ပါလိမ့်မည် ရှင်သေးလေဝန်လက်မှကျွန်ုပ်ကိုကဲနှုတ်တော်မူသောသာဝဖျားသည်ထိုဖိလိတိလူလက်မှကဲနှုတ်တော်မူလိမ့်မည်ဟုရှောလူအားရှောက်၏တော်ဆိုဒီစကားတွေကအရန်အရေးကြီးပါဒါဝိတ်ပြောလိုက်တဲ့အရာ तू မျှော်လင့်ထားတဲ့အရာဗာလဲဆိုတော့ तू တိုးချောင်းနေတိုးချောင်းတဲ့အချိန်မှာရှင်သေးနဲ့ဝတ်ပုံနေလာတယ် သူ့ရဲ့သိုးတွေကိုလာဆွဲကြိုက်တဲ့အခါမှာ तू ကပြန်ပြီးတော့မှတိုက်ခိုက်တယ်တချို့ဆိုဗဇက်ထဲအောင် तू ပြန်လုပြီးတော့မှတိုက်ခိုက်တယ်ချင်းသေးရောဝက်ဝုံရောအကောင်တွေကို तू ဘာလုပ်လဲဆိုလို့ရှိရင်တတ်ခဲ့တယ်သူဒီမှာဘာရှိလဲဆိုတော့ experience ရှိတယ်ဒါဝိတ်ကဘာမြင်အောင်လဲဆိုတော့ဘာကိုမျောလင့်ပြီးတော့မှမျက်မှောက်ပြုလဲဆိုတော့ကျွန်တော်အဲ့ဒီလူတူချောင်းရင်းနဲ့ချင်းသေး ဝန်တွေကိုတိုက်ခတ်ပြီးအောင်မြင်တယ်လို့ဒီဂေါ်လျက်ကိုလည်းကျွန်တော်တိုက်လို့အောင်မြင်ပါပါအဲ့ဒါသူမျှော်လင့်ပြီးမျက်မှောက်ပြုတဲ့အရာပဲအဲ့ဒါကိုရှင်ဘီယံကိုပြောပြတယ်အဲ့ချိန်မှာကျန်တဲ့သူတွေလည်းအများကြီးရှိတယ်ဒါပေမဲ့သူပြောသွားတဲ့စကားရှင်းတယ်ကျွန်တော်ကိုခြင်သေးတွေဝတ်ဝန်တွေအနိုင်ရအောင်လို့လုပ်ပြီးတာဖျားဖြစ်တယ်ဆိုတော့ဒီဖီလီတီလူဂေါ်လျက်ကိုလည်းအနိုင်ရအောင်လုပ်ပြီးမှာက ဲ့ဒီဖေဟာသခင်ပဲဖြစ်တယ်။ဒါ तू မျှော်လင့်တဲ့အရာမျက်မှောက်ပြုထားတယ်။မမြင်ရသေးဘူး तू တိမှတ်ပြီးတလို့ဆွဲလန်းထားတယ်။ချောအဲ့ဒါကိုကျွန်တော်ကြည့်တဲ့အခါမှာဒီမျှော်လင့်ပြီးမျက်မှောက်ပြုတယ်ဒီနေ့အပြင်ယုံကြည်ခြင်းပေါ့ဖေဟာကိုယုံကြည်စိတ်ချတယ်ဆိုတဲ့အပိုင်းဟာချစ်ချင်းဖြစ်လာတာမဟုတ်ဖေဟာကဒါဝိတ်ကိုဂေါလိယက်နဲ့ချစ်ချင်းပြီးတွေ့တာမဟုတ်ဘူးဆိုတာတွေ့ရတယ်။မဟုတ်လဲဆိုလို့ရှိရင် အရင်ဥဆုံးသင်ပေးသေးတယ်။ယုံကြည်ခြင်းဆိုတာအတွေ့အကြုံတွေရှိလာပြီးတော့မှအထွတ်ထိပ်ကိုတင်ပေးလိုက်တဲ့အခြေအနေမျိုးရှိတယ်ဆိုတာတွေ့ရတယ်။အရင်ဥဆုံးခြင်သိနဲ့တွေ့မယ်။တော်ရဲမှာသူ့ကြောင်းနေနေခြင်သိကိုတိုက်ခိုက်ရတယ်။အဲပြီးတော့မှဝက်ဝံကိုတိုက်ခိုက်ရတယ်။တဆင့်ပြီးတဆင့်သွားတယ်။အဲ့ဒီအတွေ့အကြုံလေးတွေရှိလာပြီးဖះအောင်အားကိုးရင်းနဲ့သူအနိုင်ရလာပြီးဆိုတော့မှ ဘယ်ဦးရောက်လာလဲဆိုလို့ရှိရင်တကယ့်တိုင်းသူပြည်သားတိုးရဲမှာတော့တိုးစုတွေကိုကာကွယ်ရတယ်တိုးစုတွေကိုထိန်းចောင်းရတယ်အခုလူဣတိလတိုင်းပြည်မှာရှိနေဣတိလပြည်သူပြည်သားတွေကိုသူကာကွယ်ရတော့မယ်သူပြန်ထိန်းចောင်းရတော့မယ်လို့အခွင့်အရေးကြုံလာတဲ့အခါမှာဖျားသခင်ဒါလိုက်သူ့ကိုဂေါလျံနဲ့ပြီးတွေ့တယ်ဆိုတော့ကြွေးရတယ်အဲ့ဒါဒါဝေးမျှော်လင့်ပြီးမျက်မှောက်ပြုထားတဲ့အရာကိုသူပြောပြတာ လူငယ်လေးပါဒါပေမဲ့သူ့ကိုတွားပြီးမှထင်သေးလို့မရအောင်သူ့မှာအတွေ့အကြုံရှိတယ်ယုံကြည်ခြင်းကတစ်စင့်ပြီးတစ်စင့်သူ့အသက်တာရင့်ကျက်လာတယ်ဆိုတော့တွေ့ရတယ်ကျွန်တော်တို့အသက်တာထဲမှာလည်းဒီလိုမျိုးကြီးမားတဲ့အရာကိုရောက်ဖို့ဆိုတာကျွန်တော်အသက်တာထဲမှာဘုရားသခင်ကျွန်တော်တို့သင်ပေးတဲ့သင်ငယ်တဲ့အရာနေစပြီးမှကျွန်တော်တို့သင်ယူတတ်ရမယ်မျောလင်းပြီးမျက်မှောက်ပြုတ်တက်တဲ့အရာရှိလာဖို့အတွက်ကအခုနပြောတဲ့သင်ငယ်တဲ့အရာနေစပြီးမှမျောလင်းပြီးမျက်မှောက်ပြုတ်တက် ဒါကျွန်တော်တို့အသက်တာထဲမှာသင်ယူရမယ့်အရာဖြစ်တယ်ဆိုတော့တွေ့ရပါတယ်။ဆိုတော့အဲ့တော့ရှောလူကဘာဆက်ပြောလဲဆိုတော့ရှောလူကသွားလို့ထာဝရဘုရားသည်သင်နှင့်အတူရှိတော်မူပါစီတော်ဟုဒါဝိဒ်အားဆိုလေ။အဲ့ဒီကနေစပြီးတော့မှသွားပြီးတော့မှလွတ်ပြေးလိုက်တယ်။လွတ်ပြေးလိုက်တော့နောက်နေ့စစ်တိုက်တော့မယ်ဆိုတော့ဒါကျွန်တော်တိမိသားပဲချက်ဝတ်တစားလေးဝတ်ခိုင်းနေဓာရီကိုချိတ်ခိုင်းနေဘုလို့မရအောင်ချိတ်လို့မရအောင်ဖြစ်နေတယ် ဆိုဝုတ်လို့မရချိတ်လို့ဒီဒီဓာတ်တွေကိုချိတ်လို့မတိုက်လို့မရတဲ့အခြေအနေမျိုးမှာသူဘာလုပ်ပြီးရလဲဆိုလို့ရှိရင်ဒီတိုင်းပဲလှုပ်ပြီးလဲကိုလီယန်နဲ့သွားတွေ့ပြီညနေချင်းနဲ့တွေ့တဲ့အခါမှာကိုလီယန်စိတ်ဆိုးတယ်စိတ်ဆိုးတဲ့အခါမှာသူ့ကိုသူ့ဖေအားတွေကိုတိုင်တယ်ပြီးတော့မှချိန်စေတယ်ဒါပေမဲ့ဒါဝိတ်ကအဲ့ဒီမှာပြန်ပြောတဲ့စကားဒါကသူမျော်လင့်ပြီးမျက်မှောက်ပြုတဲ့အရာကို detail လောက်တော့မယ်ဆိုတာ तू အဲ့ဒီတိုင်းယုံပြီးတော့မှလုပ်မှာဘာကြောင့်လဲ သူ့စီလောင်းပြီးဗိတ်သိက်ပေးထားတာဒီဣတီလလူမျိုးတွေရဲ့အကျိုးကျေးဇူးကိုကာကွယ်ဖို့စောင့်ရှောက်ဖို့အတွက်ဖြစ်တယ်ဆိုတဲ့ဥစ္စာကိုသူကောင်းကောင်းသိထားတဲ့အတွက်အဲ့ဒါကိုအဲ့ဒီဗိတ်သိက်ကိုသူယုံနေဖခင်ကပြင်ဆင်မဲ့အရာကိုနားလဲတဲ့အတွက်မျှော်လင့်မျက်မှောက်ပြုတယ်ဆိုတာတွေ့ရတယ်။ဘာပြောလဲဆိုတော့ဒါက118ငွေ55မှာဒါဝိတ်ကသင်သည်ဓာလန်ကိတုံပါလေငါထံသို့လာ၏ငါသည် သင်ချင်းပသောဣတိလဘူချီတို့ဖျားသခင်ကောင်းကင်ဘူချီအရှင်သာရဖျားဤနာမတော်ပါလျက်သင်ရှိရသူဒါဤသာရဖျားသည်သင်ကိုငါလက်၌ယနေ့အတော်မူသည်ဖြင့်သင်ကိုငါစိုက်၍လေပင်းကို ဖြတ်မြည်ဖလိတိဘူချီအစီကောင်များကိုမိုးကောင်းကင်ငှက်နှင့်တော်သားရဲတို့အားယနေ့ငါပေးမြည်ဣတိလအမျိုး၌ဖျားသခင်ရှိတော်မူသည်ကိုမြေကြီးသားအပေါင်းတို့သည်သိရကြလိမ့်မည် ထာဝရဘုရားသည်ဓာလှန်အပြင်ကဲတင်တော်မူကြောင်းကိုဤပရိသတ်အပေါင်းတို့သည်သိရကြလိမ့်မည်။ကြောင်းမူကားထာဝရဘုရားသည်စစ်မှုကိုပိုင်တော်မူ၍ငါတို့လက်တို့အနံ့တော်မူမည်ဟုဖိလိတိလူအားဆို၏။မင်းကဓာတွေလက်နဲ့တည်းနဲ့ပါတယ်နော်။ဘုရားသခင်ကဓာလှန်လက်နဲ့အပြင်အနိုင်ပေးတာမဟုတ်။တကယ်တော့စစ်မှုဆိုတာဘုရားလက်ထဲမှာရှိတာကွာ။သူပြန်ပြောတယ်။သူရဲ့မျောလင့်ပြီးမျက်မှောက်ပြုတ်တဲ့အရာကို तू ဒီတေး အဲ့ဒီမှာ तू ပြောပြီမင်းကဓာတ်တွေလှန်နေနဲ့လာတယ် तू ဓာတ်လည်းမပေါင်းတော့ तू လောက်လဲလေးပဲပါတာဒီနေ့မင်းရဲ့ခေါင်းကိုငါဖြတ်မယ်ပြီးတော့မှမင်းရဲ့အပေါင်းပါဖြစ်တဲ့ဖိလိတိသူရဲ့ခေါင်းနေနဲ့အတူတူဖိလိတိလူတွေစစ်သားတွေနဲ့အတူတူဒီနေ့မင်းကငါလက်ဓာတ်သာကျွေးပြမယ်မျက်ဆိုတာလက်ဓာတ်တွေပေါ့လက်ဓာတ်သာကျွေးပြမယ်ဆိုမှဒါ तू လုံတဲ့အရာကိုတခါတည်းပြောပြတယ်ဆိုတာတွေ့ရတယ်မျောလင့်တော့အရာကိုမျက်မှောက်ပြုတယ်အဲ့ဒါကို तू ယုံတယ် မမြင်ရသေးဘူး तू အဲ့ဒါကိုတိမက်ပြီးတော့မှဆွဲလန်းတယ်အဲ့ဒါအတိအကျကိုဖျက်ရမယ်ဖျက်တဲ့ကေသူ့ဘက်ကနေစစ်တိုက်မှာသေးကြတယ်ဆိုတော့ဒီလိုစစ်တိုက်တဲ့အတွက်ကြောင့်မို့ကျန်တဲ့လောကမှာရှိတဲ့သူတွေကလည်းမြင်မယ်တဲ့ဘာလို့လဲဆိုတော့ဒီဂေါလိယက်ကအဲ့ဒီပဝန်းကျင်တဝိုက်ကျန်တဲ့နေရာမှာတိုက်ခိုက်လာတာအကုန်လုံးအောင်မြင်လာတယ်ဒါပေမဲ့အခုဒါဝိတ်နဲ့တွေ့တဲ့အခါမှာဒါဒါဝိတ်နောက်ွယ်မှာရှိတဲ့ဖျားကသူ့စစ်တိုက်ပေးတယ်ဆိုတော့သူကောင်းကောင်းသဘောပေါက်သွားအောင်လို့ဖြစ်တယ်ဆိုတော့တွေ့ရတယ်ဒါကြောင့် ဖခင်ရဲ့ဘုန်းထင်ရှားဖို့အတွက်ပဲဒါဝိတ်ကိုရှမွေလစီလောင်းပြီးဘိတ်သိက်ပေးရခြင်းအကြောင်းဒီအဲ့ဒီအတွက်ဖြစ်တယ်ဆိုတာတွေ့ရတယ်။ကျွန်တော်ဒါကျွန်တော်တို့အသက်တာထဲမှာသင်ယူရအောင်။ကျွန်တော်တို့ညှို့လိပြီးမျက်မှောက်ပြုတ်တယ်လို့ပြောတဲ့အခါမှာရှမွေလလိုမျိုးဖခင်ရဲ့အကြံစီကိုဖခင်ရဲ့နှုတ်ကပတ်တော်ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့စိတ်နဲ့စိတ်ထင်နဲ့တွားပြီးတော့မှလုပ်လို့မရဘူး။ဖခင်ကိုသိချာတိတိကျကျနေရမယ်။ ပြီးတော့မှဘုရားသခင်ကဒါဝိတ်လိုကျွန်တော်တို့ဖြည်းဖြည်းချင်းသင်းငယ်တဲ့အမှုကနေစပြီးတော့မှကျွန်တော်တို့သင်ပေးလိုက်မယ်အဲ့ဒီအရာတွေကတကယ်ကျွန်တော်တို့ပွေးကြီးပွေးကောင်းနှွေးတဲ့အခါမှာထိုအရာဒီကျွန်တော်တို့မျောလင့်ပြီးမျက်မှောက်ပြုတ်တက်ဖို့ရဲ့အတွက်ဖြစ်တယ်ဆိုတာကိုနားလည်ရပါဘာဒီဇက်လန်အဆုံးကျွန်တော်တို့အားလုံးသိပြီးသားပဲနော်ဆိုတော့ဒါဝိတ်ကအာနိုင်နေပြီးတော့မှဒီကိုလေးကခေါင်းဖြတ်ပြီးတော့မှအဲ့ဒီမှာ အနိုင်ယူပြီးတော့မှအဲ့ဒီပဝန်းကျင်တဝိုင်းမှာဒါဝိတ်ကတကယ်ပဲအောင်မြင်တဲ့သူဖြစ်တယ်အဓိကတော့ဖိယသခင်ရှိတယ်ဣသီလာတိုင်းပြည်မှာဖိယသခင်ရှိတယ်ဖိယသခင်နာမကိုသွားဆော်ကားလို့မရဘူးဆိုတဲ့အရာကိုတွေ့ရပါဆိုတော့ကျွန်တော်တက်တာထဲမှာလည်းရင်ဆိုင်နေရတဲ့လောကဒဏ်ကြီးပင်ပန်းမှုကြီးကျွန်တော်တိုက်ယူရဖို့ရှိပါတယ်ဆိုတော့ကျွန်တော်တို့ညှို့လင့်ပြီးမျက်မှောက်ပြုရမယ်ကျွန်တော်တိုက်နေတဲ့စစ်ပွဲတွေဟာဖိယသခင်တကယ်အတူပါရှိတယ် ဖျားသခင်ကျွန်တော်တို့ဘက်ကနေရက်တီးပြီးလှုပ်ဆောင်လဲဆိုလို့ရှိရင်အမြဲတမ်းအောင်မြင်ကြအကြောင်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်လောကကြီးကတော့အမြဲတမ်းတိုက်ပွဲတွေရှိနေတာဖြစ်တယ်လောကဒဏ်ကကျွန်တော်တို့အမြဲတမ်းတိုက်တိုက်ခိုက်နေပါပဲဆိုတော့အဲ့ဒါကိုကျွန်တော်တို့ခရစ်တော်အဖြစ်အောင်အောင်မြင်ဖို့အနိုင်ယူဖို့အတွက်လိုအပ်ပါတယ်ဒါကြောင့်ဖျားရဲ့နှုတ်ကပတ်တော်မျှော်လင့်ပြီးတော့မှမျက်မှောက်ပြုတ်တတ်ဖို့အတွက်ဒီနေ့နင်းငယ်ဝင်ငါခြင်းပါတယ်အားလုံးပေါ်မှာဖျားခင်တာရီကောင်းကြီးပေးပါစေ